ကင်းလီလာမကျိုးစိုးပါရရှင်ဒီနေ့ချက်သားခပတ်ချန်နီလေးချက်ပြမှာဖြစ်ပါတယ်ဒီမှာကြည့်ပါအောင်ရှင်စားကျင်စရာလေးပါနော်ကဲချက်သားခပတ်ချက်ရန်ဒရက်ကိုချက်သားရင်မုံသားကိုဒီမှာ30သားသုံးထားပါတယ်ချက်သားလေးတွေကိုခုလိုအတုံးလေးတွေနှီးပေးထားပါမယ်နော်ပြီးရင်ရတာလေးစပြီးတော့နေပါမယ်စားလေးနှင်းငယ်ထည့်ပါတယ်ချက်သားမုတ်ထည့်တယ်ကြားလေးနှင်းငယ်ထည့်ပါတယ်ရှင်စနွေးမုတ်လေးထည့်ပါတယ် ဒါတော့မဆလာလေးပါနော်မဆလာလေးထည့်ပြီးတော့အသားလေးကိုရသလေးဝင်သွားအောင်လို့နေပေးပြီးမိနစ်20လောက်နှပ်ပေးထားပါမယ်ရှင်။စက်သားလေးနှပ်ပြီးပြီဆိုတော့ဆီလေးစားတတ်ပါမယ်။ဆီလေးနှင်းငယ်ထည့်ပါရဲ။ကျွတ်သွန်ဖြူနေထောင်းလာတာလေးထည့်ပေးပါရဲ။ အယောင်လေးလိုက်ရန်တွက်ဒါအယောင်တင်မှုကိုထမင်းစားစွန်းနဲ့တစွန်းခွဲထည့်ပါရယ်။ပြစ်တတ်တဲ့ထဲကိုလည်းအနံ့လေးမွှေးအောင်လို့မဆလာလေးထပ်ထည့်ပါရယ်နော်။တကယ်လို့မဆလာနံ့တွေများလို့မကြိုက်ဘူးဆိုရင်ရှော့ထည့်လို့ရပါရယ်။ပြစ်တတ်တဲ့ထဲကိုရိုသီးစိမ်းလီးထားတာလေးထည့်ပေးပါရယ်။သက်သွန်ဖြူနီလေးတွေနဲ့မွှေးလာပြီဆိုရင်စောနာကနေထားတဲ့ချက်သားလေးကိုထည့်ပြီးတော့ချက်ပေးပါမယ်။အသားလေးနူးအောင်လို့ရေလေးနှဲငယ်ထည့်ပေးပါရယ်နော်။ပြီးရင်ဖုံးလေးအုပ်ပြီးတော့ခဏလေးတည်ပေးပါမယ်။ ခုလိုအစီပြန်လာတဲ့နေသားလေးရောက်ပြီဆိုရင်ကြက်သားလေးတွေကိုထပ်အောင်လေးမှွေပေးမယ်။ရပါလေးကမြီးလိုက်တော့နဲငယ်လေးလိုနေလို့စားလေးနဲငယ်ကြက်သားမုတ်လေးနဲငယ်နဲ့ငပြာရည်လေးနဲငယ်ထပ်ထည့်လိုက်ပါရနော်။ပြီးလာနဲ့ခရမ်းကျင်သီးလေးတွေကွင်းထားတာလေးထည့်ပေးပါမယ်။ခရမ်းကျင်သီးကိုရင်ထည့်ပေးပါရနော်။ ျက်သွန်နီပွင့်ထားတာလေးထည့်ပေးပါရရှင်။အကျက်သွန်နီလေးထည့်ပြီးပြီဆိုရင်တော့ပေါ်ကနေပြီးတော့ဒါပူစီနံလေးပါနော်။ပူစီနံကတော့မကြိုက်ရင်လည်းမထည့်ပါနဲ့ရှင်။အမကတော့ပူစီနံကိုခက်များများလေးဒီမှာထည့်ပေးထားပါတယ်နော်။အဲပူစီနံလေးထည့်ပြီးတော့ထပ်အောက်လေးမှွေပေးမယ်။စီပြန်အောင်ခဏတည်မယ်နော်။အခုလိုစီလေးပြန်လာပြီဆိုရင်တော့ကဲကျက်သားခပ်ပတ်လေးလည်းရပါပြီ။အဲစားကျင်စရာလေးပါရှင်။သူ့ရဲ့အရသာလေးကအရန်ကိုစားကောင်းပါတယ်နော်။ ခုဆိုရင်တော့အရသာရှိပြီးစားလို့ကောင်းတဲ့ချက်သားခပ်ပတ်လေးရပါပြီရှင်။